ဒါကတော့ Spider Crab Pingu ကနေပဲဖြစ်ပါတယ်အချိန်တူတူလေးနဲ့ Spider Crab Pingu ကနေရထူးခြားပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်ကလေးတွေကိုသိချင်လဲဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ကဲဒါဆိုရင် Ready Go မင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လဲကြိုဆိုပါရခင်ဗျာဒါကတော့ spider crab pingu ခဏမဲ့ဖြစ်ပါတယ်သူရဲ့မျိုးရင်းပေါင်း900ကျော်ရှိတဲ့ထဲကတစ်ခုအပအဝင်ဖြစ်ပါတယ် ဒီနေ့ဗီဒီယိုမှာကမ္ဘာပေါ်မှာအယူအဆအကြီးဆုံးကနန်းလို့သတ်မှတ်ထားတဲ့ဂျပန် Spider Crack ကနန်းအကြောင်းကိုအတိအကျထားပြီးပြောပြပြီးသွားမှာဖြစ်ပါတယ်။ကြော်ရုံမဲ့တဲ့ဘာဖြစ်ပြီးတော့ Pacific သမုတ်တီဟာဂျပန်ကျော်စုပန်ဝန်းကျင်ရှိရင်းနှီးပိုင်းတွေမှာတွေ့ရတယ်လို့သိရပါတယ်။ဒီကနန်းတွေရဲ့တက်တန်းကတော့နှစ်90မှာနှစ်100အထိရှင်းတန်းနေတယ်လို့ယူဆကြပါတယ်။ Spider Crack ကနန်းရဲ့ခနာကိုကိုအတိအကျအဖြစ်အပိုင်း၃ပန်းပိုင်းပြီးတော့ခွဲခြားလေ့လာနိုင်ပါတယ်။ Okay ဒါဆိုကြည့်အောင်နံပါတ်၁ကိုခေါ်ဒီခေါင်းနဲ့ရေဖက်ပေါင်းဆက်ထားတဲ့အမာဆုံးနဲ့ဘဟုအစိပ်ပိုင်းဖြစ်ပါတယ်။ တို့ရဲ့ကိုခေါ်ဟာအဝိုင်းပုံတန်နီးပါးရှိပြီးတော့ထူထဲပါတယ်။အရွယ်ရောက်ပြီးတော့ခန်းတွေမှာအကျယ်12လက်မ30စင်တီမီတာအထိရှိနိုင်ပါတယ်။ကိုခေါ်ရဲ့မြင်းနဲ့ပြင်မှာအဖူးအထက်တွေဒါမှမဟုတ်စူးချော်ငယ်လေးတွေရှိတတ်ပါတယ်။ဒီအရာတွေကပဲဒီကနားတွေကိုပင်လဲရီမော်နဲ့အခြားအရာတွေကိုကပ်ပြီးတော့ပုံအောင်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။ဒီကနားတွေအကောင်ငယ်စဉ်ချိန်မှာလိမ်မွေအောင်ဖြုတ်ဖြုတ်ဒါမှမဟုတ်အနီအောင်ဖြစ်ပြီးကြီးလာတာနဲ့အများသူတို့ရဲ့ကိုခေါ်ကပူပြီးမွဲချောက်တဲ့အနီအောင်ဒါမှမဟုတ်အညိုအောင်ဖြစ်လာတတ်ပါတယ်။ မျက်လုံးနှလုံးကတော့ခန္ဓာကိုယ်ရဲ့အရှိဖက်မှာတည်ရှိပြီးတော့ရေအောက်အလင်းရောက်နှဲပါတဲ့နေရောင်မျိုးတွေမှာကောင်းစွာမြင်နိုင်ဖို့အတွက်သူတို့ရဲ့မျက်လုံးအိမ်တွေကကြီးမားပါတယ်။နံပါတ်၄အချက်ကတော့ခြေလက်ချောင်းတွေဖြစ်ပါတယ်။စပိုင်ဒါခွက်ကနဲတွေမှာစုစုပေါင်းခြေလက်ဆယ်ချောင်းပါရှိပြီးတော့ဒီခြေလက်ချောင်းတွေကိုနှမျိုးခွဲလို့ရပါသေးတယ်။ဒါတွေကတော့အရှိဆုံးမှာရှိတဲ့လက်သညကြီးပုံစံလိုဖြစ်တဲ့ကနဲလေးမှနှစ်ချောင်းပဲဖြစ်ပါတယ်။သူတို့ရဲ့လှုပ်ဆောင်ချက်ကတော့ဒီအစားအစားသုံးတဲ့ချိန်အပိုင်းအပိုင်းဖြတ်တဲ့ချိန်ပြီးတော့သူတို့ကိုသူတို့ကာကွယ်တဲ့အချိန်နဲ့မိတ်လိုက်တဲ့အချိန်မျိုးမှာအသုံးပြုပါတယ် ထူခြားချက်ကတော့ဒီအထီးမှရှိတဲ့ခဏလေးမှနှချောင်းကအမမှရှိတဲ့ခဏလေးမှတွေထွက်ပိုမှုရှိလျားပြီးတော့ကြီးမားပါတယ်။နောက်တစ်ချက်ကတော့ဒီခဏလေးမှနှချောင်းရဲ့နောက်ဖက်မှာကြန့်ရှိနေတဲ့ခြေထောက်ရှစ်ချောင်းဖြစ်ပါတယ်။သူတို့ရဲ့အဓိကထူခြားချက်ကတော့အလွန်ကိုရှိလျားပြီးတချို့ခြေထောက်တွေမှာ၄မီတာနီးပါးအထိရှည်ထွက်နိုင်ပါတယ်။သူတို့ရဲ့လှုပ်ဆောင်ချက်ကတော့ရေအောက်ကျမ်းမြေတွေမှာဖြည်းဖြည်းချင်းလှုံ့ဆောင်းသွားလိုက်ရတဲ့တားကောင်တွေရံကမှအကောက်ွက်ရံအထောက်အကူပြုပါတယ်။နံပါတ်၃အချက်ကတော့ one byte အပိုင်းဖြစ်ပါတယ်။ ခနိုင်ရဲ့နောက်ဘက်ကိုခေါ်ရဲ့အောက်မှာဝိုင်းဘက်အပိုင်းပါရှိပြီးတော့၎င်းကိုကိုခေါ်ရဲ့အောက်သို့ခောက်တွင်းထားပါတယ်။ဝိုင်းဘက်ခေါ်ကိုကြည့်ချင်းအဖြစ်အထီးအမောက်ခွဲချနိုင်ပါတယ်။အမားကတော့ဥမြတဲဆောင်ရန်နေရာလိုသောကြောင့်ပုံမကျဲဝေါ်ပြီးလုံးဝပါတယ်။အထီးကတော့ကျင်းမြောင်ပြီးအချော်ထက်ပုံစံရှိပါတယ်။ Spider Crack နဲ့တွေရဲ့ခြေလက်တွေကတော့ ဒီအရင်ကနေလက်သေးဖြားဒီကိုဆက်နက်ပြီး3ဒရမ9မီတာကျော်အထိဆက်ထွက်နေတာကြောင့်ကဘာပေါ်မှာရှိတဲ့အကြီးဆုံးအစက်ပါခြေလက်ရှိတဲ့ဒရဝါဒီထက်ကတခုဖြစ်ပါတယ်။သူတို့ရဲ့ကိုယ်ထည်ကတော့12လက်မ30စင်တီမီတာခန့်အကျယ်ရှိပါတယ်။အလေးချိန်ကတော့44ပေါင်20ကီလိုဂရမ်အထိအလေးချိန်ရှိနိုင်ပါတယ်။စပိုင်ဒါခွက်ကနဲတွေမှာလမ်းလျှောက်ခြေထောက်8ချောင်းနဲ့လက်မ9ချောင်းစုစုပေါင်း10ချောင်းရှိပါတယ်။ စပိုင်ဒါခွက်ကနန်းတွေအရွယ်ရောက်ပြီးကြီးထွားလာတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်အကိုခေါ်ကမပြောင်းအရွယ်ဆောင်မပြောင်းလဲတော်လဲသူတို့ရဲ့ခြေထောက်တွေကတော့ဆက်လက်ရှည်ထွက်နေပါတယ်။အစုံစားတဲ့ဘဝဖြစ်ပြီးတော့ရေအောက်ကျမ်းပြင်းတွေမှာတည်ဆုံးနေတဲ့ငါခယုကမပင်နေရေမော်တဲ့အခြားတီကောင်တွေကိုစားသုံးလို့ရှိပါတယ်။ရေကူးခြင်းမပြုတ်ပဲရေအောက်ကျမ်းပြေတွေမှာလမ်းလျှောက်သွားတတ်ကြပါတယ်စပိုင်ဒါခွက်ကနန်းငယ်တွေကတော့ရေမြုပ်ဒါမှမဟုတ်ပင်လယ်ရေမော်အပိုင်းအစတွေနဲ့သူတို့ရဲ့ကိုယ်ခေါင်ကိုဖုံးအောင်ကတားရဲတွေရန်ကနေပုံအောင်တတ်ကြပါတယ် စပိုင်လာခွက်ကနဲတွေရဲ့မျိုးပွားပုံကတော့မေးလိုက်တဲ့အချိန်ဒီမှာရေသိမ့်ပိုင်းမီတာ90အခန့်အထိရွှေ့ပြောင်းလာတတ်ကြပါတယ်။မေးလိုက်ပြီးတဲ့နောက်မှာဒီအမတွေကဥပောင်းတန်းကျော်အထိကိုဥချနိုင်တော့လဲအရွယ်ရောက်တဲ့အထိရှင်းတိုင်နေတဲ့ဥအရေအတွက်ကအလွန်နဲ့ပါပါတယ်။သူတို့ရဲ့ထူးခြားခြင်းတစ်ချက်ကတော့ကြောက်စရာကောင်းတဲ့ပုံပန်းတဲ့တန်ရှိတော့လဲရင်ပါပြီးတော့စိတ်ထားနှူးညံ့တဲ့တံတဝါအဖြစ်သူသိညပါတယ်။ ဒါပြင်သူရဲ့အသားကပေါ့အရသာရှိတဲ့ပင်လယ်စာအဖြစ်ဂျပန်နိုင်ငံတွင်တန်ဖိုးထားပြီးတော့စားသုံးကြပါတယ်မျိုးစိတ်ပေါင်းများစွာရှိပါတယ်ဒါပေမဲ့ဂျပန်စပိုင်ရာခက်ကလန်ကတော့သူရဲ့အရွယ်စားကြောင်အထင်ရှားဆုံးနဲ့အကြီးဆုံးဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါကတော့ Spider Crack နဲ့မျိုးရင်းထက်ကနေဂျပန် Spider Crack နဲ့မျိုးရင်းအကြောင်းကိုအဓိကထားပြီးပြောပြပေးသွားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့တဲ့ဆိုရင် Like and Subscribe နဲ့အားပေးကြပါဦးနောက်ထပ်ဗီဒီယိုမှာလည်းပြန်လည်တွေ့ဖို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ